ားလုံးပဲမင်္ဂလာပါရေဝရှင်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 23ရက်နေ့အတာတချံရဲ့အကျိုးနေ့ရောက်ပါပြီဒီကနေ့မှာကျွန်တော်တင်ပြမဲ့ဇင်းတွေကတချံအကျိုးနေ့မှာပဲတချံကိုကြိုထားတဲ့အတာအိုးတွေကွဲကြည့်ခဲ့ရတဲ့အကြောင်းကိုတင်ပြပေးမယ်ဆိုတော့အတာတချံကိုမိရောနေခဲ့တဲ့ အချမ်းမဲ့ဖတ်စစ်တက်ရဲ့ရဲဆက်ဆက်ရုပ်မှမှုတွေကိုလည်းဒီနေ့အချက်လက်အနေနဲ့တကွာတင်ပြပေးပါမယ်ဒီကိမေဒီနေ့မှတင်ပြမယ့်အကြောင်းအရာတွေဟာလက်ရှိကျွန်တော်နိုင်ငံတွင်းမှာနေထိုင်နေတဲ့ကျွန်တော်ရဲ့လူငယ်တွေနဲ့များစွာသက်ဆိုင်နေပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးကြီးတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်အတာအိုးတွေကွဲကြည့်ခဲ့ရတဲ့ အကြံအကျိုးနေမှာကျွန်တော်တို့တော်လန်သောလူငယ်ရဲဘော်ရဲဘက်တွေအကြံအကျိုးနေကိုဘယ်လိုကြိုနေတာလဲဆိုတာကိုကျွန်တော်မြင်ပါတယ်တွေ့မြင်ခဲ့ပြီးပြီလို့ညွှန်းလင်ပါတယ်ဒါဆိုရင်တော့အချို့သောမြို့ပြမှာနေတဲ့ကောင်တွေအကြံအကျိုးနေကိုဘယ်လိုကြော်ဖြတ်လဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်ကြည့်အောင်ကျွန်တော်လူငယ်တွေကို အဖြစ်မတင်ပါဘူးအဓိကအဖြစ်ကတော့ကျွန်တော်တို့ပြည်သူ လူထုတစ်ရက်လုံးအတွက်ကျွန်တော်တို့စူးစမ်းပြီးတော့အဆောင်ရနေကြတာအဲ့ဒီချက်လည်းပို့ပါတယ်ကျွန်တော်မြင်ပါတယ်သိပါတယ်ကျောတော်လန်တော့ရဲဝော်ဒီဘလောက်တိပင်မန်းနဲ့ဘလောက်တိခတ်ခဲတယ်ပြီးတော့ဘလိုမျိုးပိတ်ဆက်မှုတွေရှိခဲ့လဲဆိုတာကျွန်တော်တမပတ်တော်သားတွေမိသားစုဝင်တွေထူးထူးပြောစရာမလိုပါဘူးဆိုတော့ဒါကသူတို့အပိုင်းမှာ ဆိုတော့ဘကိုးမှာဘကိုးမှာနေတဲ့ကျွန်တော်ရဲ့ညီကိုမမတွေအခုပြောသွားတဲ့ကောင်တွေရဲ့အကြောင်းကိုသိကျွန်တော်ရဲ့ Telegram ကိုသီးသန့်ပို့ပေးပါဆိုတော့သူတို့ထိခိုက်နစ်နာအောင်လုပ်ဖို့မဟုတ်ကျွန်တော် view ကိုသူတို့ကိုမြင်အောင်ကြားချင်လို့ပါဟုတ်ပြီဒီနေ့ကတော့အကြံအကျိုးနေ့ပါအကြံအကျိုးနေ့ဆိုတော့ ဧပြီ23ရက်နေ့ကမ္ဘာကပ်ယောဂါ COVID-19 ပြီးတော့အာနာသိမ်းထားတာနဲ့၄နှစ်ကာလနဲ့အာနာသိမ်းထားတုန်းငလင်ပါလှုပ်ခတ်သွားမှုတွေနဲ့ဆိုရင်အခု2025တကြံကာလနဲ့ပါထည့်ပေါင်းမယ်ဆိုရင်6နှစ်တည်တည် တခြံစစ်စစ်ကိုမကြုံခဲ့ရတဲ့ကျွန်တော်တို့ပြည်သူတွေကျွန်တော်နိုင်ငံမှာအာနာမသိငယ်က covid 19ရောဂါတွေနဲ့ကျွန်တော်ပြည်သူတွေခက်ခက်ရုံးငံခဲ့ရတယ်ပြီးတော့ covid 19ရောကိစ္စတွေတောင်မှ မပြီးသေးဘူးအာနာသိမ့်သွားတယ်အာနာသိမ့်ပြီးတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကျွန်တော်တို့တောက်လျှောက်ကျွန်တော်ပြည်သူတွေလူလဲခံခဲ့ရတယ် အာနာသိင်းချင်းအကျမဖတ်စစ်တက်ရဲ့ရုပ်မှမှုတွေကြောင့်ဟုတ်ပြီတကြံစစ်စစ်ကိုမခံစားခဲ့ရ ကျွန်တော်တို့ရဲ့ clean ငယ်တွေရော ကျွန်တော်တို့ရဲ့မိမပြည်သူတွေရော6နှစ်လုံးလုံးရှိခဲ့ပါပြီကျွန်တော်လည်းတကြံကိုအရန်တမူထားပါတယ်တကြံကိုကျွန်တော်လည်းအရန်ချက်ပါတယ်တူဖို့တူဖို့ဆိုတဲ့ချင်းတန်တွေကြာရင်ကျွန်တော်တို့ လူငယ်ကလေးကကျွန်တော်တို့အားလုံးမနေမနေနိုင်မထိုင်နိုင်ထကတ်တာထကကြကြပြီးတော့မလုံးရေဘော်တွေလုံးခဲ့ကြပြီးတော့ဒါကလေးတွေနဲ့မိမိတို့ရဲ့သက်ဆိုင်တဲ့ရက်ကွက်မြို့နယ်အတူတူရေကစားကြအရန်ကိုပျော်ရွှင်ပွဲကောင်းတဲ့ဉာဏ်တွေကိုကျွန်တော်တို့ကြော်ဖြတ်ခဲ့ပါပြီ။ဒါပေမဲ့ဉာဏ်စစ်စစ်ကိုကျွန်တော်တို့မကြော်ဖြတ်ခဲ့ရတာမကြုံတွေ့ခဲ့ရတော့တာ၆နှစ် လုံးလုံးရှိခဲ့ပြီဆိုတာကိုကျွန်တော်မိဘတွေကအတိပေးလို့တာပါဟုတ်ကဲ့ပါဒီကနေ့မှာတကြအကျုံနေ့ဆိုရခါမယ်ဘုရားဘာသာဝင်တွေကအတာအိုးတွေထိုးရကြပါတယ်အိမ်နိုင်စီအရင်အချိန်ကထိုးခဲ့ကြတယ်ဒါပေမဲ့အခုအချိန်မှာတော့အတာအိုးကိုအိမ်နိုင်စီမထိုးနိုင်ကြတော့ အချို့တွေအိမ်မရှိကြတော့ဘူးအချို့တွေဘဝတွေပါ မရှိခဲ့ကြတော့အချို့တွေကိုကိုရာမဲနေစရာတွေပါ မရှိတော့ဒါကျွန်တော်တို့နိုင်ငံရဲ့လက်ရှိကြံကာလမှာအတာအိုးထိုးတတ်တဲ့ အိမ်ပေါင်းစီထိုးလေထိုးတာရှိတယ်ဓလေလေးကိုကျွန်တော်သတိရမိလို့ပါဒီနေ့မှာကြံအချိုနေ့ဆိုတဲ့အခါမှာအတာအိုးလေးတွေလည်းရှိတဲ့အိမ်လေးတွေထိုးကြပါအတာအိုးထိုးလို့မှဘာမှမကြသေးဘူးဒီကနေ့မနက်ထပ်ပြီးတော့ငန်လီနှုတ်သွားပါအတာအိုးထိုးထားတဲ့အဲ့ဒီပြိုလူဆဲဆဲအိမ်လေးတွေပါထပ်ပြီးတော့ ပြူကြခဲ့ရတယ်။ဟုတ်ကဲ့ပါ။ဆိုတော့ဒီနေ့မနက်၈နာရီ55မိနစ်မှာငလင်ထပ်ပြီးတော့လှုပ်ခဲ့ပါတယ်။ပရမတ်ဂျိန်တင်းထန်တဲ့ငလင်လှုပ်ရှားမှုတွေစတိုက်စတိုက်လှုပ်ခတ်ပြီးဒီနေ့ချင်းကြီးငလင်လှုပ်ခတ်မှုတွေရှိနေသေးပါဆိုတော့ချုပ်သောမိသားစုတွေမိမိတို့ရဲ့နေအိမ်ပေါ်မှာတက်ပြီးတော့နေရမလားမိမိတို့အိမ်ပေါ်တက်ပြီးတော့ပဲအိတ်ကမလား ရှေ့မှာအတာအိုးထိုးစရာမရှိတော့တဲ့မိသားစုတွေအိမ်တွေအများကြီးအတာအိုးထိုးစရာရှိသေးတဲ့အိမ်တွေဟာလည်းအချိန်ရွေးပြူချပျက်စီးမဲ့အခြေအနေဇိုးတွေနဲ့ကြုံတွေ့နေရတာအချို့အိမ်တွေအတာအိုးထိုးရင်းနဲ့အိမ်ယူချက်ပြီးတော့ပြူချပျက်စီးခဲ့ရပါတယ်ဒီနေ့မန်လေးတကြံအချို့နေ့နေအချို့တကြမင်းကိုကြိုထားတဲ့အတာအိုးတွေကွဲကြည့်ခဲ့ရပါတယ် နေကင်းဘက်မှာနေရကျွတ်ကျွတ်နေအောင် ပူနေတတ်တဲ့မန္တလေးကျွန်တော်လဲမန္တလေးကိုရောက်ခဲ့မန္တလေးမှာနေခဲ့မန္တလေးမှာနေကင်းသွားဖို့တော်တော်စဉ်းစားရဒီလိုအချိန်မျိုးပို့ဆိုအရန်ပူအရန်ပူလောင်နေတဲ့မန္တလေးနေရမန္တလေးဒေသအဲ့ဒီနေရမှာငလင်တွေပြင်းထန်စွာလှုပ်ခတ် မိုးသီးထန်စွာရွာသွန်းလိုက်တဲ့အချိန်မှာကျွန်တော်မန်လေးသူမန်လေးသားတွေဘလောက်ထိဒုက္ခဆင်းရဲကြုံတွေ့ရမလဲကျွန်တော်တို့ခံစားမိပါတယ်ငါစကိုင်းကိုဘူပြုတ်ပြီးတော့လှုပ်ခတ်ခဲ့တဲ့ငလင်မန်လေးမှလည်းခံစားရတယ်စကိုင်းမှလည်းခံစားရတယ်နေပြည်တော်မှလည်းခံစားရတယ်အခြားသောဆက်ဆက်နေရာတွေမှလည်းပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်ဟုတ်ကဲ့ပါ ်ဒါကတော့လက်ရှိအချိန်မှာကျွန်တော်တို့အတာအိုးထိုးစရာမရှိတော့တဲ့အိမ်တွေအကြောင်းနဲ့အတာအိုးထိုးထားတဲ့အိမ်တွေပါထပ်မံပြိုကျသွားတဲ့ကျွန်တော်တို့ရဲ့ကြံအကြုံနေ့ပါဆိုတော့ကြံအကြုံနေ့ကိုမေ့နေတဲ့သူတွေရှိကောင်း ရှိပါလိမ့်မယ်။ဒါမှလည်းမေ့ချင်အောင်စောင့်နေတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အဲ့ဒီကောင်တွေကတော့ တနိုင်ငံလုံးကိုပတ်ပြီးတော့ဘုံကျဲနေတဲ့အကြမ်းဖက်ဖက်စစ်ခွေအာနာယူအုပ်စုနဲ့လီဘဲတွေဖြစ်ပါတယ်တကယ်တနာစရာကောင်းတယ်တတဝါတွေကျောင်းနိုင်ငံဒီလောက်ထိဒုက္ခရောက်နေတယ်ဒီလောက်ထိပြည်သူတွေညီမျိုးစုံနဲ့ခုကိုရမဲ့အခြေအနေတွေကြုံတွေ့နေခဲ့ရတယ်တကမာလုံးကကုညီမှုတွေရရှိခဲ့ပေမဲ့ကျွန်တော်တို့ပြည်သူလက်ထဲကို ဘာတစ်ခုမှရောက်မလာတဲ့အခြေအနေဒါရနဲ့ဆက်ဆက်ပြီးတော့သတင်းမီဒီယာအသီးသီးမှလည်းပဲနာဂစ်ကတဘောကဘီနဲ့နှိုင်းရှင်ပြီးတော့တင်ပြခဲ့ပြီးဖြစ်ပါတယ်အခုလဲငလင်းစကိုင်းငလင်းကိုတော့မှမန်လေးငလင်းလို့ပြောင်းပြီးတော့အမျက်ထုတ်စားခဲ့တဲ့ကောင်းလေး တို့လူမုတ်တော့ဦးဆိုတာကတော့တေချာွားပါပြီဒီနေ့မနေ့9နာရီ28မိနစ်မှာရခိုင်ပြည်နယ်ကြောက်တော်မြို့ဘုံကျဲလိုက်ကြပါတယ်စစ်ဘက်နေရာမဟုတ်ဘူးကျွန်တော်ရင်မိပါတယ်ရဲသားပြည်သူတွေနေတဲ့ရက်ကွက်ပေါ်တက်တဲ့ဘုံကျဲခဲ့တာအဲ့ဒီဘုံကျဲမှုမှာကျွန်တော်တို့ဒေသခံပြည်သူ3ဦးတေဆုံးခဲ့တယ်ထိခိုက်ဒဏ်ရာရှိခဲ့မှုတွေအများပြားရှိပါတယ် ျက်စီးသွားတဲ့အိမ်တွေကတော့ပြောစရာတော့မလိုတော့ဘူးပေါ့ဗျာဆိုတော့ထိကြိုက်သွားတဲ့ဒဏ်ရာရတဲ့သူတွေကလည်းထပ်မံပြီးတော့သိဆုံးနိုင်ခြင်းရှိပါတယ်နောက်တဲ့တနေရာနေကင်းဆက်နာကြီး၈မိနစ်မှာစခိုင်းတိုင်းကောင်းလေးမြို့ဘုံကျဲခဲ့ပြန်တယ်အဲ့ဒီဘုံကျဲမှုကစီဆိုင်ကိုထိမှန်ပြီးတော့ပဝင်းချင်းကအဆောက်အုံနဲ့ကားတွေပါပျက်စီးခဲ့တယ် ဒေတာကန်နှစ်ဦးပြင်းပြင်းထန်ထန်တိုင်ရန်ရရှိခဲ့ပြန်တယ်။ပြီးသွားပြီလား။မပြီးသေးဘူး။တကြံအကျိုးနှိမ့်မှာပဲနော်။မင်းတက်မြို့နယ်တိုက်နယ်အမှတ်၄ကိုပေါင်900ဘုံနဲ့ကျဲချတဲ့နေရာမှာကလေးငယ်နှစ်ဦးဓမ္မဆရာတဦးမတန်မသွန်းသူတဦးနဲ့တက်ကြီးရွယ်ဦးနှစ်ဦးစုစုပေါင်း6ဦး သိဆုံးခဲ့ရပြီးတော့ကိုဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ဘုံကျဲလို့ပြီးပြီလား။မင်းတို့လူတက်လို့ဝါပြီလား။မဝသေးဘူးကျွန်တော်ရင်မိပါတယ်။ကြံကြုံနေညနေပိုင်းအချိန်မှာချင်းမြင့်နဲ့မင်းတက်မြို့နယ်မှာရှိတယ်။မြို့မှာနှစ်ချင်းဖျားចောင်းကိုလေးចောင်းကနေပြီးတော့ထမှန်ဘုံကျဲခဲ့ပါတယ်။ ညနေ၄နာရီ၅မိနစ်ပါပါလေကြောင့်ဘုံကျဲခံလိုက်ရတဲ့ဗီဒီယိုဖိုင်ကျွန်တော်တက်လီဂရမ်မှာဝင်ကြည့်ပေးပါဆော့ချွန်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့အတားတချံမိအတားတချံကိုမိနေတာလားဆော့ဒီလိုနေ့ရက်မျိုးမှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာဥပုပ် တည်ရင်သီလစောင့်ထိန်တတ်ကြတယ်အခုဘုံဘုံစောင့်စရာဖုံးပြီးเจ้าတွေဘုရားเจ้าတွေသာသနိကအဆောက်အုံတွေကလည်းပြိုကျတဲ့အဆောက်အုံတွေက ပြိုကျပြစီပြီးတော့အုပ်ပုံဖြစ်နေတဲ့နေရာတွေက အုပ်ပုံဖြစ်ပြိုကျဖို့ရှိနေတဲ့အဆောက်အုံဖျားကြောင်းအများအပြား အဲ့ဒီနေရာတွေမှာပဲဥပုပ်သတင်းတိလာတွေစောက်ယူနေကြတဲ့အချိန်မှာတနိုင်ငံလုံးကိုဘုံကျဲရက်တဲ့ဒီကောင်တွေအကြောင်းကတော့နှိုင်းရှင်စရာဖော်ပြစရာမရှိတော့အောင်ပါပဲကျွန်တော်သတင်းပြောတဲ့နေရာမှာလက်ရှိဒီနေရာတွေနဲ့အချိန်တက်နိုင်ဆုံးအနည်းဆက်ဆုံးထိခိုက်မှုအနည်းဆုံးကြီးကျွန်တော်မြင်ပါတယ်ကို ဖုံးမွေလင်းလင်းတင်ပြတတ်ပါတယ်ဆရာအကျံအကျုံလေးကိုအကျံဖတ်စစ် ခွေးတက်ကဘလို့ကျူခဲ့တာလေတေချာတာတစ်ခုကတော့တရားမင်းဟာကျွန်တော်တို့နိုင်ငံကိုသူဆင်းလာမှာမဟုတ်တော့ဘူးကျွန်တော်ရဲ့မိဘတွေဒါကျွန်တော်ကလူငယ်တယောက်လိုပဲပြောချင်ပါတယ်တရားမင်းလည်းလာမှာမဟုတ်ဘူးအတာအိုးတွေထိုးနေလို့လဲ ကျွန်တော်တို့လက်ရှိတဘောဘေးထက်ပုံမစိုးနေတဲ့မအလာဘေးကိုရှောင်လွှဲနိုင်ဖို့ခဲရင်ပါတဘောကြောင့်တေးကြီးပျက်စီးခဲ့ရတာကအနေချင်းလူလုံးလို့တေးကြီးဖြက်စီးခံခဲ့ရတာအများအပြားဆိုတာကိုကျွန်တော်တို့မှတ်တမ်းမှတ်ရနေတကွာကျွန်တော်တို့ပြည်သူတွေအတည်ဆုံးဖြစ်ပါလက်ရှိအကျန်းဖတ်အာနာသိ စစ်ရာဇွတ်ကောင်မင်းအောင်လှိုင်တဲ့အပေါင်းပါဟာတဘာဘေးထက်ပုံမူဆိုးဝါးနေတာကိုလေကျွန်တော်တို့ခဏကျွန်တော်သတင်းပြောနေတဲ့ကြံအချုံနေ့အထိရက်ဆက်ရုပ်မှမှုအပေါင်းကိုကောက်ကျစ်စွာလှုပ်ဆောင်နေပါတယ်ဒါဆိုရင်ကျွန်တော်မေးစရာတစ်ခုကျွမ်းမိဘတွေလဲသိကျင်တဲ့အကြောင်းအရာတစ်ခုရှိပါလိမ့်မယ် ။ဘာကြောင့် Christian ဘုန်းကြီးကြောင်စည်ပြစ်မှတ်မဟုတ်တဲ့လက်နဲ့မရှိတဲ့နေရာကိုအဲ့ဒီကောင်လေးဘုံကျဲတာလေ။ Christian ဘုန်းကြီးကြောင်တွေကိုဒီကောင်လေးဘုံပတ်ကျဲနေတာ။များနေပြီ။စည်ပြစ်မှတ်လုံးဝမရှိဘဲနဲ့အဲ့ဒီဖို့ဖျားကြောင်တဲ့တဲ့ကိုဘုံကျဲခဲ့တာ။ယောမန်နိချင်း ဖះเจ้าဟာအခုချိန်မှာတော့ဘုံတိမှန်ပြီးတော့ဖြစ်စည်းခဲ့ရပြီဆိုတော့ထိခိုက်ဒဏ်ရာရရှိမှုတွေဘာတွေထပ်ပြီးတော့သတင်းတွေရရှိလာအောင်လဲဆိုတာကိုကျွန်တော်တို့စိတ်မကောင်းစွာနဲ့ပဲနားဆွနေရပါတယ်တင်းငုံတွေနေလို့ရမျိုးမှအဲ့ဒီကောင်းတွေဟာ စေးပြတ်မဟုတ်တဲ့လက်နက်မရှိတဲ့ ဖျားเจ้าလို့သာသနာနေမျိုးကိုဘာကြောင့်ဘုံကျဲတာလဲဒီကောင်းนี่အရန်ရုပ်ပါတယ်တင်းဦးနေနေဟာခရစ်ယာန်ဘာသာဝင်တွေရဲ့ဝိပုကိုးကွယ်တဲ့နေဖြစ်ပါတယ်ဝိပုကိုးကွယ်တဲ့အချိန်မှာဒီကောင်းတွေအဲ့လိုရက်မျိုးကို ရွေးပြီးတော့ရွေချက်ရှိရှိရုပ်မှာရိုင်းဆိုင်စွာနဲ့ဘုံကျဲခဲ့ကြတယ် ဟုတ်ပြီပြီးတော့နောက်ထပ်ထူးခြားတာတခုကတကြံအကြုံနေဒီလိုတကြံအကြုံနေလို့ရက်မျိုးမှာကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်တွေနဲ့ညီကိုမောင်မတွေဟာကျမ်းစာသင်တန်းတွေလုပ်တတ်ကြပါတယ်ဆိုတော့ကလေးငယ်တွေကိုဘာသာရေးနဲ့ပတ်သက်တဲ့ ကျမ်းစာတွေကိုသင်ကြားပေးတတ်ကြတယ်ဒီလိုနေ့ရက်မျိုးတွေမှာဒီလိုရုပ်ပိတ်ရက်တွေမှာဒီလိုအခါချင်းတို့ရက်မျိုးတွေမှာဒီလိုမျိုးတင်းငူတွေနေ့လိုမျိုးတွေမှာစရောကျောင်းရမိပါညီကိုမောင်နှမတကွာလုံးမှာရှိတဲ့ဓမ္မပတ်တော်သားအပေါင်းတို့ကျွန်တော်နိုင်ငံဟာ ရိုက်ချိုးဖြက်စီးခံရတာပါချိုးပဲ့ဖြက်စီးနေတဲ့ကျွန်တော်နိုင်ငံကိုဒီတိုင်းကျွန်တော်တို့ဆက်ပြီးတော့ကြည့်နေကြအောင်မလားထပ်ပြီးတော့ပြိုကျလူဆဲဆဲထပ်ပြီးတော့ဖြက်စီးမဲ့ဆဲဆဲအခြေအနေမှာပဲကိုနဲ့မသိလို့မျိုးနေကြအောင်မလားကျွန်တော်နိုင်ငံကိုကျွန်တော်တို့လက်နဲ့ကျွန်တော်တို့နှလုံးသားနဲ့ ကျွန်တော်တို့ရဲ့ချက်ချင်းတရားတွေနဲ့ကျွန်တော်တို့ကိုယ်၌ကာကွယ်မှုတွေနဲ့ကြောင်းနိုင်ပြန်လဲတိဆောက်ဖို့အရေးကြီးနေပါပဲကျွန်တော်ဒီနေ့ဒီအောင်အဓိကမက်ဆေ့ပေးချင်တာတစင်းနေတာတွေကိုကျွန်တော်တို့ကြည့်နေပြီးတော့ဝန်ွယ်ပူဆွေးနေလို့မရလက်ရှိကျွန်တော်တို့နိုင်ငံပြည်စည်းနေပြီအဲ့ဒါအမှန်ကဲထပ်ပြီးတော့ကျွန်တော်တို့ပြည်စည်းရမှာ ပျက်စီးမဲ့ကိန်းကို ဖန်တီးနေတဲ့ထပ်ပြီးတော့ဒီထက်ပုံစိုးရမဲ့အခြေအနေတစ်ခုကိုထပ်မံဖန်တီးနေတဲ့အာနာယူအုပ်စုအသက်ဆက်နေသေးတယ်ဒါကိုကျွန်တော်သုံးသပ်ရမှာဖြစ်တယ်။ဒါကြောင့်အတာတကြံနေလူမျိုးရက်မျိုးကိုတော့မှမေ့နေဒါလာဒါမှမဟုတ်မေ့ကျင်အောင်စောင်းလာလားဆိုတာကျွန်တော်ကမေးခွန်းထုတ်ခဲ့တာဖြစ်တယ် ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းတော့ကျွန်တော်တို့ကြံကိုအမ်မစင်ရွေးကြာကျွန်တော်တော်လိုင်းရဲဘော်တွေလင်းနေကြော်ခဲ့ပါပြီဆိုတော့နောက်နှစ်တကြံဟာကျွန်တော်တို့ပြည်သူပိုင်းတကြံဖြစ်ရပါမယ် ကျွန်တော်မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းတော့ကျွန်တော်ဒီကနေ့တင်ဆက်ဟုတ်အတိုင်းဟာကျွန်နိုင်ငံရဲ့အဓိကဖြတ်စည်းနေတဲ့သူကျွန်တော်နိုင်ငံကိုအဓိကပြိုကျအောင်လုပ်နေတဲ့သူတွေဟာဘသူတွေပါလဲဆိုတော့ဒီလူတွေကိုကျွန်တော်တို့မဖြစ်မနေတုတ်သိရှင်းလင်းဖို့ပြင်မြန်လိုအပ်နေပါတယ် ဆိုတော့ကျွန်တော်ရဲဘော်ရဲဘက်တိုင်းတစ်ဖွဲ့နေလဲကောင်းမွန်ဆုံးကျွန်တော်တို့ကြိုးစားရှစ်ဆက်နေပါကြောင်းပြောကြရင်လည်းဒီနေ့ဗီဒီယိုဆုံးသက်ပြပြရစီနောက်လာတဲ့ဗီဒီယိုဒီကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စ조사ပေးနေပါတယ်။နည်းနည်းပေးစစ်ပေးကပေးကြောင်းနေလဲကျွန်တော်ရမိဘပြည်ရဲဘော်ရဲဘက်ညီကောင်မတော်တူးကြီးစီတိုင်းဘေးကနေကင်းရှင်းပါကြောင်းလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဘော်ရှင်းလေးပါ။